အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မတ်သင်ခန်းစာကတော့အခန်းလေးလေ့ကျင့်ခန်းလေးရသမ၃ကနံပါတ်၁နဲ့၃ပဲဖြစ်ပါတယ်နံပါတ်၁မှာဆိုလို့ရှိရင်ကျေတို့ဒီအခန်းလေးလေ့ကျင့်ခန်းလေးရသမ၃ကကြတော့ကျေတို့နော်ဟိုကဘယ်လဲပကတိကွာဝေးရေမြေပုံမှာမြေပြင်ပေါ်မှာရှိတဲ့ကွာမြေပုံပေါ်မှာရှိတဲ့ကွာကိုကျေတို့သင်ရမှာဖြစ်ပါတယ်နော်နံပါတ်1မှာဆိုရင်ပုံစံတစ်ခုရဲ့ scale ရတဲ့တိချိုးတရားဖြစ်တယ်တဲ့အောက်ပါပကတိကွာဝေးများကိုပုံစံပေါ်တွင်မြည်သည့်ကွာဝေးဖြင့်ပေါ်ပြမည်နည်းတဲ့ သူကဒီပကတိကွာဝေးဆိုတာမြေမြေမမနော်မြေမြေမမအဲတကယ်လက်တွေ့တိုင်းထားတဲ့ကွာဝေးတွေပေါ့နော်အဲ့ဒါကိုရှင်တို့ကမြေပုံပုံစံပေါ့ပုံစံဆိုတာမြေပုံလိုပုံစံမျိုးပြောတာပါမြေပုံဆိုတာဆွဲရဲမှာဆွဲတဲ့ဟာလေးပေါ့ချုပ်မှုဆွဲရတဲ့ဟာလေးပေါ့နော်ဒါဆိုရှင်ရှင်တို့ကမြေပုံပေါ်မှာ154စင်တီမီတာဆိုရင်ဒီလိုမြေပုံပေါ်မှာဆိုရင်ဒါလေးကို154စင်တီမီတာဆွဲလို့မရဘူးချုပ်မှုဆွဲရမှာပေါ့နော်အဲ့ဒါကိုပြောတာပါဒါဆိုရင်သူ့ရဲ့ scale ကိုအရင်ဆုံးကြည့်မယ်ပုံစံကြီး scale ကတိချိုးတရာအဲ့ဒါကိုရှင်တို့ပိုင်းကင်းနဲ့ရေးတဲ့အခါမှာ1 by 100ပေါ့နော်အဲ့ဒါကိုရှင်တို့က အဲမြေပုံစံပေါ်တော့ပုံစံပေါ်မှာရှိတဲ့အကွာအဝေးကိုလိုချင်ရှိတော့ဘာလို့ကလဲဆိုတော့သူပေးထားတဲ့နော် scale ပေါ့နော်သူပေးထားတဲ့1 by 100ဆိုတဲ့ scale ကိုရှိလို့ပကတိကွာဝေးနဲ့မြောက်ပေးရပါတယ်အဲဒီမှာကာကြီးကွာဝေးခန်းငယ်အားပကတိကွာဝေးတွေပေးထားတာပါအဲ့ဒီရိုးနမကကြီးပုံစံပေါ်မှာရှိရကွာဝေးလို့ချင်းသူပေးထားတဲ့အချိုးပကတိကွာဝေးဖြစ်တဲ့150လေးနဲ့ရိုးမြောက်ရရတယ်အဲ့တော့မြောက်တဲ့အဲမြောက်တာတော့1 by 100နဲ့မြောက်တာပါဒါပေမဲ့150လေးကိုကြီးတော့ပိုင်း100ပိုင်းချင်းမှာရှိတယ်150လေးကို100နဲ့စားပေးရတယ်ပေါ့နော် ။ဇာတ်ကမှာတရားနဲ့စားလို့ရှိရင်တသမကအဲရှေ့ကိုဒီလက်ဝဲဘက်ကို2နေရရွှေ့လာရပေါ့နော်။ဒါဆိုရင်9ရက်4ရက်ကိုကြော်ပြီးရွှေ့လာတဲ့အခါမှာ1နဲ့9နဲ့ကြားထဲမှာရှိပါတယ်။ဒါကြောင့်လို့နော်။မြေပြင်ပေါ်မှာ150စင်တီမီတာရှိတဲ့နော်အကွာဝေးတစ်ခုကိုဒီလိုကမြေပြင်ဒီမြေပုံပေါ်မှာဆိုလို့ရှိရင်တသမ9စီ9စင်တီမီတာနဲ့ဆွဲရမှာပါအဲ့လိုပြောတာပါ။အဲနမခဝေးကြရတယ်သူက6320ပေးကြတယ်အဲ့ဒါကြီးကို6320နဲ့မြောက်ပေးရတယ်ဗောနော်သူပေးရတဲ့ပုံစံရဲ့အချိုးအဲ့တော့ခုနအတိုင်းပဲ တသမကနှစ်နေရရွေးတဲ့ခါမှာ၃နှစ်နဲ့ကြားရုပ်ရွေးသွားမယ်ဒါဆိုရင်63တသမ1.3စီမီတာဖြစ်ပါတယ်အဲ့ဒီတော့နမကငယ်ကိုသွားပါမယ်နမကငယ်လည်းအတိုင်းပဲသူက26စင်တီမီတာလို့ပြထားတယ်26နဲ့ဂျီလိုမြောက်ပေးရတယ်ဒါဆိုရင်တရား26ကိုတရားနဲ့စားရတဲ့ဟိုပိုင်းဝေရတရားဖြစ်နေရတဲ့စားပေးရတယ်ပေါ့နော်မြောက်မြောက်တယ်ဆိုပေမဲ့လည်းသူကအပိုင်းကြီးနဲ့ရေးတာဖြစ်နေတယ်ပိုင်းကြီးနဲ့တော့ဂျီလိုစားပေးရပါတယ်ဒါဆိုရင် စားတဲ့ခါမှာဒသမနှစ်နေရာရှိတဲ့အတွက်နှစ်ရက်ရှိရောက်သွားမယ်ဒါဆိုရင်အပြေကိန်းမှာဘာမှမရှိတဲ့အတွက်ပြေကိန်း၃ညကိုကူညီတောင်းမယ်၃ညတစ်သက်မှာ26စင်တီမီတာဖြစ်ပါတယ်ဒါအဆိုရှင်ဖြည့်လို့ပါမယ်နော်အပြေကကာကြီးဒသမ5စင်တီမီတာခါဝေးမှာ33ဒသမ2 3ညစင်တီမီတာခန်းငယ်က3ဒသမ26စင်တီမီတာဖြစ်ပါတယ်ဒါဆိုရှင်နံပါတ်1ကိုသွားပါမယ်အဲ့နံပါတ်2ကကျတော့သူကသူပေးထားတဲ့စကေးကတေချိုး1000ရှိရေမြေပုံပေါ်မှာတဲ့။နော်မြေပုံပေါ်မှာမြေပုံဆိုတာကျေမြေပုံပေါ်မှာဆွဲထားတာဆိုတာဆိုင်ရဲပုံမှာဆွဲထားတာပါနော်။ အောက်ပါကွာဝေးများသည်တဲ့မြည်သည့်ပကတိကွာဝေးများကိုပြသည်နည်းဒါရရကြကျတို့ဒါမြေပုံပေါ်မှာဆွဲထားတဲ့ကွာဝေးရနော်ပကတိကွာဝေးဆိုတာမြေပုံပေါ်မှာကျတို့တချိုးတထောင်နဲ့ဆွဲမယ်ဆိုမြေပုံပေါ်မှာတဲ့မြေပုံမှာတကယ်လက်တွေ့ဆွဲမယ်ဆိုရင်ဘလောက်နဲ့ဆွဲရမှာလဲပေါ့နော်အဲ့လိုပြောတာပါဒါဆိုချင်းကျတို့က scale ကိုကြည့်မယ်တချိုးတထောင်ဖြစ်တဲ့1မိုင်1000ပေါ့နော်ဒါဆိုရင်ဟောလေပကတိကွာဝေးလိုချင်လို့ချင်းကျတို့ကအဲ့သူပေးထားတဲ့တထောင်ပတ်ဒီ scale ပေးထားတဲ့နောက်က scale တထောင်နဲ့ပေါ့နော်မြေပုံမှာရှိတဲ့ကွာဝေးနဲ့ကျတို့ကမြောက်ပေးရတယ်နော် ခါကြီးကဝေကားငယ်ကသူကမြေပုံပေါ်မှာဆွဲထားတဲ့အကွာအဝေးကိုပေးထားတာပါကျွန်တော်ကအဓိကတော့မြေမြေပုံပေါ်မှာရှိတဲ့အကွာအဝေးကိုလိုချင်ရင်ကျွန်တော်ကသူပေးထားတဲ့ scale ကိုနော်မြေပကတိကွာဝေးနဲ့မြှောက်ပေးရတယ်ပကတိကွာဝေးကိုလိုချင်လို့ရှိရင်မြေပုံပေါ်မှာရှိတဲ့အကွာအဝေးနဲ့မြှောက်ပေးရပါအဲ့ဒါလေးကိုကြည့်ရမယ်ပြီးရရင်မြေပုံပေါ်မှာရှိတဲ့အကွာအဝေးကကျတော့ဒီလိုချုပ်မှာဖြစ်တဲ့အတွက်ဒီလိုအပိုင်းငိမ့်နဲ့မြှောက်ပေးရတယ်ပေါ့နော်အရှိမနံပါတ်1မှာမြှောက်ထားတယ်မြေပြင်ပေါ်မှာရှိတဲ့ပကတိကွာကိုလိုချင်တော့ကျတော့ဒီတထောင်နဲ့မြောက်ပေးရတယ်။ဆိုတော့ तू ကကျဲမှာပေါ့နော်။ရန် ဟိုဒီကုနော်မြေပုံပေါ်မှာချုပ်ဆွဲတာမြေပုံပေါ်မှာကျတော့ချဲ့ပြီးတော့ဆွဲမှာဖြစ်တဲ့အတွက်ကျေတို့တထောင်နဲ့မြောက်ပေးရတယ်နော်ဝမ်းမိုင်ထန်အတွက်နဲ့ဝမ်းမိုင်ဝမ်းမိုင်တောင်းစင်နဲ့မြောက်မယ်ဆိုရင်ကျတို့ကပါတော့ချုပ်သွားမှာအားကြောင့်မို့ကျတို့ကတထောင်နဲ့မြောက်ပေးရပါတယ်အဲ့ဒါလေးကိုမှတ်ထားပြီးနော်ဒါဆိုနမက်ကကြီးကကျတော့ပကတိကွာဝေလို့ကြည့်ရင်ကျတို့တထောင်စနစ်နဲ့မြောက်ပေးရတယ်ပေါ့နော်မြေပုံမှာရှိတဲ့ကွာဝေကစနစ်ဖြစ်တဲ့တဲ့ဒါဆိုရင်1000စင်တီမီတာပေါ့အဲ့ဒါကိုကျတို့ကမြေပြေပေါ်မှာဆိုရင်ကျတို့စင်တီမီတာနဲ့မတိုင်းတော့ဘူးမီတာကီလိုမီတာနဲ့တိုင်းတယ်ဟိုကကျတို့ကမီတာနဲ့ပဲတိုင်းပေါ့နော် ဒါသိရင်တမီတာမှာ100စီလီမီတာရှိတယ်တော့ဒီလို100နဲ့စားလိုက်ရင်မီတာရပါပါဟုတ်ကဲ့ဒါဆိုတော့120မီတာပေါ့နော်ဒါဆိုရင်နမခါဝေးတော့ပါမယ်နမခါဝေးမှာလက်ပကတိကွာဝေးလို့ရှိရင်1000နဲ့မြေပုံပေါ်မှာရှိတဲ့ကွာဝေးဖြစ်တဲ့တိတိမှ3နဲ့မြောက်မယ်နောက်တစ်ခါမှာဒီလို1340စီလီမီတာရပါတယ်အဲ့တော့ကျတော့မီတာခွဲတဲ့ခါမှာ100နဲ့စားလိုက်မယ်ဒါဆိုရင်နော်73.4မီတာရရတယ်ပေါ့နော်မြေပုံပေါ်မှာ73.4မီတာနဲ့ကျတော့ဆွဲရမှာဟုတ်ကဲ့ နမကငယ်ရပကတိကွာဘူးလို့ကျွန်တော်တထောင်ဝင်းချိုကသူပြထားတဲ့မြေပုံပေါ်မှာရှိတဲ့ကွာဝေးဖြစ်တဲ့တော့ည3.25စင်တီမီတာနဲ့မြောက်တယ်။မြောက်တဲ့ကောင်မှာကျွန်တော်2.5စင်တီမီတာရတယ်။အဲ့တော့ကျွန်တော်ကမီတာခွဲကျွန်တော်တရားနဲ့စားတယ်။ဒါဆိုရင်နော်2.85မီတာရရပေါ့နော်။ဒါဆိုရင်အဖြေကကာကြီးက120မီတာ၊ခါဝေးက133.4မီတာဖြစ်ပြီးတော့ကငယ်က2.85မီတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်နံပါတ်3ကိုသွားပါမယ်။နံပါတ်3မှာနံပါတ်ကာကြီးကစကေးပေးထားတယ်။ 10စင်တီမီတာနဲ့2ကီလိုမီတာရှိတဲ့10စင်တီမီတာအချိုး2ကီလိုမီတာရှိတဲ့မြေပေါ်တစ်ခုကိုပကတိအချိုးကိုရှာပါဆိုနမကကြီးကိုရင်းလုံးရှာလိုက်တယ်။နမကကြီးကကျတော့ဒီမှာ scale ပေါ့နော်10စင်တီမီတာအချိုး2ကီလိုမီတာအဲ့တော့ကျတို့ပိုင်းကင်းနေရေးလိုက်တယ်။အဲ့ဒီမှာရုပ်တစ်ခုသတိထားမိကမှာကကျတော့ unit မတူဘူးနော်။အဲပိုင်းဝေးမှာကစင်တီမီတာဖြစ်ပြီးတော့ပိုင်းကြီးမှာကီလိုမီတာဖြစ်နေတယ်။အဲ့တော့ကျတို့နော်ကီလိုမီတာကိုဘာနဲ့ပြောင်းမလဲဆိုရင်စင်တီမီတာပြောင်းအောင်ပါပါ။ဒါဆိုရင်ရင်းလုံးကီလိုမီတာစင်တီမီတာတမ်းမပြောင်းရင်ကျတို့မီတာရင်ပြောင်းမယ်။ နော်1ကီလိုမီတာမှာ1000မီတာရှိတဲ့ radius ထောင်နဲ့များလို့ရှိရင်ဒါမီတာရပါပြီပေါ့နော်အဲ1ကီလိုမီတာထောင်နဲ့များမီတာရပါမယ်အဲ့ဒါကိုခြေပါစင်မီတာပြင်ပြင်ရှင်တဲ့အတွက်တမီတာမှာတရားသူကနှစ်နဲ့တရားနဲ့များလဲရင်နှစ်နဲ့တစ်ထောင်နဲ့များလဲရင်2000မီတာရပါပြီအဲမီတာစင်မီတာဝတ်မယ်ဆိုရင်တမီတာမှာတရားစင်မီတာဖြစ်တဲ့အတွက်တရားနဲ့တကာထက်မြောက်ပြရတယ်နော်တရားနဲ့ထက်မြောက်လိုက်တဲ့အခါမှာကျွန်တော်စင်မီတာရတာပြီဒါဆိုရင်အကောင်ဆုံးစုစုပေါင်းက နော်ဘောက10စင်တီမီတာအောက်က2သိန်းစင်တီမီတာပေါ့နော်အဲဒါဆိုရင်ကျတော့ကီလိုမီတာကိုမီတာပြောင်းမယ်ဆိုတသိန်းနဲ့မြောက်ပြရမှာပေါ့ကျဲကတော့10စင်တီမြောက်ပြတာပါပထမဆုံးမီတာဖွဲ့တဲ့အတွက်တစ်ထောင်နဲ့မြောက်တယ်မီတာတဲ့ကစင်တီမီတာပြဖွဲ့ရင်တော့100နဲ့ထက်မြောက်တယ်ပေါ့နော်အဲ့တော့ကျတော့အကုန်လုံးမြောက်တဲ့ကမှာ2သိန်းပေါ့ပြောရမယ်ဆိုရင်တော့10ကီလိုမီတာနဲ့စင်တီမီတာနဲ့ဆက်သွယ်ချက်က10ကီလိုမီတာမှာ3သိန်းစင်တီမီတာရှိရတယ်ဒါကြောင့်မို့လို့3သိန်းနဲ့မြောက်လိုက်ရင်လည်းရတယ်တိုင်းပြီးတော့မြောက်လို့ရှိရင်ရတယ် ါကဒီလိုဒီရာကိုဖြစ်ပေါ်လာတဲ့ပုံစံမူတည်ပြီးတော့ဒီရာတစ်စင်းချင်းမြောက်ပြရပါဒါကြောင့်မို့သူ့ရဲ့အချိုးက1 mile နာ1 2သိန်းပိုင်း2ပိုင်းစီမီတာပေါ့နော်တချိုး2သိန်းပေါ့နော်ပြောရမယ်ဆိုတော့အဲ့ဒါနဲ့ရိုးတွတ်တွတ်ပါတယ်ပေါ့နော်ပကတိချိုးကအဲဒီအဲ့ဒီကပကတိချိုးကတချိုး2သိန်းဖြစ်ပါတယ်ဒါဆိုရင်နမကဝေးကမျိုးနှမျိုးသီးတဲ့6ကီလိုမီတာกว่าဝေးဆိုတော့မြေပုံပေါ်တွင်၎င်းတို့ကြားกว่าဝေးလို့ရှာပါတဲ့ဟုတ်ကဲ့နော်ညနေမျိုးက6ကီလိုမီတာกว่าဝေးတယ်နော်မျိုးနှမျိုးရဲ့ဒီမြေပြင်ပေါ်မှာกว่าဝေးရောနော်ပကတိกว่าဝေးက 5ကီလိုမီတာဒါဆိုရင်မြေပေါ်မှာဆိုရင်ကျွန်တော်နှစ်ခုအဲ့နှစ်ခုကြာဘယ်လိုချုပ်မီဆွဲမလဲဒါဒီတချိုးနှစ်သိန်းနဲ့ကျွန်တော်ချုပ်မီဆွဲမှာဒါဆိုရင်ကျွန်တော်ကမြေပေါ်မှာရှိတယ်အကွာဝေးကိုလိုချင်ရင်เนาะဒီသူ့ရဲ့เนาะပကတိဟိုသူပေးတဲ့ scale ကိုကျွန်တော်ကပါတော့5ကီလိုမီတာနဲ့အမြောက်ပေးရမယ်ဟုတ်နော်အဲ့ဒီမှာကျွန်တော်ကတိအဲတချိုးနှစ်သိန်းကကျတော့ကျွန်တော်ကစင်တီမီတာနဲ့တွက်ထားတာဒါဆို5ကီလိုမီတာလည်းကျွန်တော်စင်တီမီတာနဲ့တွက်မှာဆိုရင်တော့ပရမတ်တော့ 1000မီတာမီတာပြောင်းမယ်ဆို1000မီတာနဲ့မြောက်မယ်နောက်တစ်ခုကကျတော့100စီမီတာနဲ့မြောက်မယ်အဲ့ဒီမှာဒီရှင်တို့ကလေပိုင်းချီမှာရှိတဲ့ဟာနဲ့ပိုင်းဝင်မှာရှိတဲ့ဟာတန်းကျင်လို့ရတယ်နော်အဲ့ကြောင့်မရှိလို့တန်းမမြောက်တာပါဒါဆိုရင်ရှင်တို့ကနော်အဲ့ဒီမှာဟိုဟာ100မှာဆိုရင်တုံညာနှလုံးပါဒါဆိုရင်အဲ့ဒီပိုင်းဝင်ချီမှာရှိတဲ့တုံညာနှလုံးနဲ့ချီလိုက်လို့ရတယ်နောက်ကကြည့်လို့အရှိတ1000မှာကျတော့တုံညာ3လုံးပါရဲ့အဲ့လို200မှာဒီရှိရပိုင်းချီမှာရှိရဲ့တုံညာ3လုံးနဲ့ချီလို့ရတယ်ဒါဆိုရင်ပိုင်းချီမှာ1ကျင်မယ်ပိုင်းဝင်မှာ9ကျင်မယ်ပေါ့နော် ဒါတင်ကျတော့ကိုယ်အနေနဲ့စားတဲ့အခါမှာ၄.၅မီတာဒါကမြေပုံပေါ်မှာရှိတဲ့အကွာအဝေးဟုတ်နော်ဒီကျတော့မြေပြင်ပေါ်မှာ5ကီလိုမီတာကွာဝေးတဲ့ဟာကိုမြေပုံပေါ်မှာသင်၄.၅စီမီတာနဲ့ကျတော့ဆွဲလို့ရတယ်ခွာတာပါဟုတ်နော်အဲ့ဒါရင်နမကငယ်ပါကျေဟိုရှိကိုပြန်သွားမယ်နော်နမကငယ်အရှိကိုပြန်သွားမယ်နော်နမကငယ်ရကြတော့လေသူကမြေပုံပေါ်မှာရှိတဲ့မျိုးနှမျိုးအကွာအဝေးမှာတဲ့သူကမြေပုံမြေပုံပေါ်မှာပေါ့နော်မျိုးနှမျိုးရဲ့အကွာအဝေးက29.4စီမီတာရှိတယ် ဒါဆိုရင်တကယ်တကယ်အပြင်မှာဆိုရင်ဘယ်လောက်ကွာဝေးလဲသိချင်တာပါပြောရမယ်ဆိုပကတိကွာဝေးလို့ချင်တာပေါ့နော်ပကတိကွာဝေးလို့ချင်ရင်ခုနတချို့တူတူပေးထားတဲ့အချိုးပေါ့နော်တချို့နှစ်သိန်းသူကမြေပြင်ပကတိကွာဝေးဆိုတာမြေပြင်မှာကွာဝေးဆိုရင်ချက်မှာဖြစ်တဲ့တည်းဒီလိုပါနော်ပိုင်းကြီးမှာရှိတဲ့နှစ်သိန်းနဲ့ပဲမြောက်ပေးရမှာပါနှစ်သိန်းနဲ့သူကမြို့နှစ်မြို့ကြားမြေပေါ်မှာကွာဝေးရ29.4ဆိုရင်29.4နဲ့မြောက်တယ်နော်ဒါဆိုကုန်ဒေသမလေးနဲ့မြောက်တယ်။ဒါဆိုကုန်ဒေသမ၄စီမီတာပေါ့နော်။အဲ့ဒါကိုဒီချေတော့ကပကတိကွာဝေးလိုချင်တဲ့ချေမီတာတော့ကီလိုမီတာတော့နဲ့ချေတော့ ပြောင်းအောင်ပါလေအားကြောင့်မို့ကြီးတို့ကနော်ဒီမှာမြောက်လို့ရလာစင်တီမီတာရလာမှာအဲ့ဒါကိုကြီးတို့ကမီတာကီလိုမီတာပြောင်းကျင်တဲ့အတွက်မီတာပြောင်းကျင်တဲ့တထောင်နဲ့စားတယ်ကီလိုမီတာကီလိုမီတာပြောင်းကျင်တဲ့တရာနဲ့ထပ်စားတယ်ကျတို့ကကီလိုမီတာကနေမီတာစင်တီမီတာပြောင်းမြောက်ပေးရပြီးတော့စင်တီမီတာကနေကီလိုမီတာပြောင်းကီလိုမီတာမီတာပြောင်းမယ်ဆိုရင်ကျတို့စားပေးရတယ်ပေါ့နော်အဲ့ဒါလည်းခုနအတိုင်းပဲကျတို့အပိုင်းဝင်နဲ့ပိုင်းကျင်တဲ့ကိုတုံညရေးချေလို့ရတယ်နော်ဒီမှာတရားမှာရှိတဲ့တုံညာနှလုံးရဲ့အပေါ်ကတုံညာနှလုံးရဲ့ချိန်ပဲ။ဟိုကတထောင်မှာရှိတဲ့တုံညာသုံးလုံးရဲ့အပေါ်ကတုံညာသုံးလုံးရဲ့ချိန်ပဲ။ဒါဆိုရင်အပေါ်မှာ နှစ်အများ29.4ဖြစ်သွားမှာပဲဒါသိကျတော့အဲ့ဒါကိုမြောက်တဲ့အခါမှာ54.8ကီလိုမီတာရသွားမှာပါဘာလို့လဲဆိုတော့ပထမတော့ကတော့ဟိုက2300.4နဲ့မြောက်မယ်ဆိုရင်စင်တီမီတာပဲရမှာအဲ့ဒါကိုဒီပြင်ပေါ်မှာတကယ်ဆွဲတဲ့အခါမှာစင်တီမီတာနဲ့မဆွဲဘူးကီလိုမီတာနဲ့ဆွဲတာဖြစ်တဲ့တဲ့ကီလိုမီတာပြန်ပြောင်းတယ်ဒါသိကီလိုမီတာစင်တီမီတာတွေရင်းဆုံးအဲမီတာကိုပြောင်းလို့ရှိရင်ကျတော့100နဲ့100မီတာမှ100စင်တီမီတာရှိတဲ့အတွက်100နဲ့အရင်ဆုံးစားရတယ်ပေါ့နော်အဲ့ကနေမှတခြားကီလိုမီတာပြောင်းမှဖြစ်တဲ့အတွက်1000နဲ့တခါတက်ဆန်းတာပါ ဒါကြောင့်မလို့54.8ကီလိုမီတာပေါ့မြေပြင်ပေါ်မှာဆိုရင်ဟွာဝေးကအဲ့လောက်ရှိပါတယ်တဲ့နော်အဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒါရင်အဖြေက54.8ကီလိုမီတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဒီနေ့ကတော့ရှင်နံပါတ်3ထိပါပဲ3ထိရှိသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်